ဟာပြီးတော့ကျွန်တော်ဂျီဂျီပါကျွန်တော်ဂျီဂျီ for evidence channel နေတစ်ဖန်ပြန်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဖုန်းနဲ့ပတ်သက်တဲ့ video တွေပို့တင်ဆက်ပေးခြင်းနဲ့ပါเนาะကျွန်တော်ဒီလိုမျိုးတဘာဘီရဲ့နာမည်ဖြစ်ဖြစ်ဒါတော့မဟုတ်ဒါမှမဟုတ်လို့ရှင်တယ်တခြားတော့အကြောင်းအရာတွေအကြောင်းပဲဖြစ်ဖြစ်ကျွန်တော်တို့ဖုန်းမှာဖုန်းလိုင်းတွေမမိတတ်ပါဘူးဖုန်းလိုင်းတွေပြတ်တောက်သွားတာဒါမှမဟုတ်လေဖုန်းလိုင်းတွေမမိတာတိုင်းမော်တဲ့အချိန်တွေမှာဖုန်းတွေကိုဆက်ပြီးသုံးနေမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဖုန်းမှာအကျိုးသက်တွေဖြစ်လာမလဲဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဘယ်လိုအကျိုးသက်တွေဖြစ်လာမလဲဆိုတော့အခုအခုပဲကျွန်တော်တို့လိုက်ပါကြည့်ရှုလိုက်ပါအောင်ဗျာ ဲ့လိုမျိုးဖုံးလိုက်မမိတဲ့အချိန်မှာဒီဖုံးကိုခေါင်းမမှန်နေပဲဆက်သုံးနေ ਉ မယ်ဖုံးဆက်ဖို့ကြိုးစားနေမယ်ဒါမှမဟုတ်လေမိုဘိုင်းဒေတာအသုံးပြုဖို့ကြိုးစားနေအောင်မယ်ဆိုရင်ပထမဆုံးခံစားမိရာဒီဖုံးရဲ့အပူချိန်ပါလက်ထဲမှာအတော်လေးကိုပူလာပါလိမ့်မယ်ဖုံးကပို့ပြီးတော့ဆိုးရလာလို့ရှိရင်ဖုံးရဲ့အပူချိန်လိုခဲ့တာမျိုးတချို့ဖုံးတွေမှာဆို reset ကြသွားတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းဖုံးဆက်ခွင့်ပိတ်ဖုံးရဲ့ပေါ်ပါပိတ်သွားတာမျိုးကြီးတုံတွေးခံစားနေပါတယ် emotional damage ဖုန်းလိုင်းမပြီးတာကြောင့် तू ကဒီဖုန်းလိုင်းပြီးဖို့အတင်းအားဆိုင်နေရတဲ့နောက်တော့ဘာကြိုးစားဖြစ်လာလဲဆိုတော့ဖုန်းရဲ့ performance ကျဆင်းလာဘလို့ performance ကျဆင်းလဲဆိုရင်ဒီဖုန်းလိုင်းပြီးဖို့ तू ကြိုးစားနေရတယ်ကျွန်တော်တခြားပစ္စည်းတုံးမယ်ဒါမှမဟုတ်ပုံမှန် offline game လေးတခုဆော့တာမျိုးဒါမှမဟုတ်တခြားတော့ဟိုအတီးတင်းလောက်တာမျိုးဘာလို့ညာတခုခုပေါ့နော်တင်းတင်းမောမောလေးတခုလုတ်ပြီးជីជីမွားတခုပဲလုတ်ပြီး offline တခုလုတ်နေမယ်ဆိုလို့ရှိရင်အဲ့ offline လုတ်နေမှာအများကြီးအခက်အခဲဖြစ်တယ်ဘာလို့လဲဆိုတော့ तू ကဒီဖုန်းတိုင်ကိုမိဖို့ကြိုးစားနေနေရပဲတခြားတော့ ်ပေါ်ဖော်မန့်တွေမှာဖုံးကတိတိတားကြီးကျဆင်းသွားတာကိုတွေ့ရမယ်တာမန်ထပ်ပူပြီးကျဆင်းလာတယ်ကိုကျွန်တော်ခံစားရတယ်ဒီပေါ်ဖော်မန့်ကျဆင်းလာပြီးနောက်မှာဘာဖြစ်လာအောင်လဲဆိုတော့ဖုံးကဒီအလုပ်တွေကိုတာမန်တော့ပူပြီးလုပ်ရတဲ့အတွက်သူ့ရဲ့ဘက်ထရီလိုက်ကလည်းပူပြီးတိုးလာမယ်ဘက်ထရီကလည်းအများကြီးကုန်လာမယ်เนาะဘက်ထရီပူဘယ်လိုကုန်လဲဆိုလို့ရှိရင်ဘက်ထရီကတာမန်မှာဆိုလို့ရှိရင်ကျွန်တော်ဘက်ထရီကဖုံးမှာဘယ်လိုလုပ်လဲဆိုလို့ရှိရင်ကျွန်တော်ဒီဖုံးကို secret of rarity down ဖုံးကအလုံးလုံးတယ်ဒီဖုံးလိုင်းကိုဖမ်းနေတယ်ဖုံးလိုင်းကိုတလဆက်ဖမ်းနေပေါ့နော်ကျွန်တော်တို့ကဒီဖုံးလိုင်းကိုဒီဖုံးလိုင်းမမီးရဲ့နေရာမှာဆိုဒီဖုံးလိုင်းကိုဖမ်းနေနေဒီ screen on နေတဲ့နောက်ဖုံးမတူရတဖြည်းဖြည်းနဲ့ drain သွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီဖုံးအတွက်လည်းမကောင်းဘူးပေါ့နော်ဒီတကယ်လို့မှဒီလိုမျိုးငလျင်တို့ဘောင်လှုပ်တဲ့အချိန်မှာမီးတွေပြတ်တောက်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုံးဘက်ထရီပြန် drain ဖို့အတွက်လည်းအခက်အခဲတွေအကြုံတွေ့လာနိုင်ပါတယ် တကယ်လို့များမို့ကျွန်တော်ဒီလိုမျိုးနေရာမျိုးရောက်တော့လို့ရှိရင်ကျွန်တော်တို့ဖုန်းတွေကိုခုနပြောတဲ့အကျိုးတက်ဆောင်မှုမရှိသေးဘူးရှိရင်ကျွန်တော်တို့ဖုန်းတွေကိုပိတ်ထားရဲဒါမှမဟုတ်လေဆက်တလို့များမို့တူပိတ်ထားမယ်ဗျာဒါမှမဟုတ်လို့ရှိရင်လည်း available မှုဖွင့်ထားမယ်အဲ့လိုမျိုးတွေတုံးပြီးတော့အဲ့လိုမျိုးတွေလုပ်ပြီးတော့တုံးပြီးလို့ရတယ်ဝါလို့ရပါတော့နောက်ပြီးတော့ရှိရင်ကျွန်တော်ဒီ line မြေနေရာရောက်မှာ available မှုပြန်ဖွင့်တာမျိုး available မှုပြန်ပိတ်ပြီးတော့ဖုန်းပြန်သုံးတာမျိုးဒါမှမဟုတ်ဖုန်းခွင့်ပြန်သုံးတာမျိုးကျွန်တော်လုပ်မယ်ဆိုရင်ဖုန်းတော့လည်းပူကောင်းတယ်ဗျာနော်ဒါမှမဟုတ်လေကျွန်တော်တွက်ချက်မှုတွေတိုက်တာမှုတွေလုပ်မယ်ဆိုလို့ရှိရင်ဖုန်းကိုတုံးပြီးမဲ့အစကျွန်တော်တခြားတော့ computer တွေ ဗာဒီ tablet တွေကိုပေါ် single ထည့်လို့မြတ် tablet ဟာမျိုးယူသွားလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာကိုလည်းပို့ပြီးထိအောင်မှုရှိတယ်။နောက်ပြီးတော့ကိုယ့်ရဲ့ဒီကုံဆုံးမကုံတဲ့နိုင်မကုံတော့ဘူးဗျာ။ပျက်စီးချုံးမှုဖြစ်တော့ပဲနဲ့အားလုံးဆင်ပြေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်နော်။ဟုတ်ကဲ့ဗာကျွန်တော်ဒီနေ့မှာတော့ကြောက်ဗီဒီယိုလေးမှာဒီလိုဖုန်းတွေလမ်းမပြည့်နေရာမှာတုံးရင်ဗာမျိုးဖြစ်လဲဆိုတော့ကိုတင်ဆက်ပေးခဲ့ရပါတယ်။နောက်ထပ်ဗီဒီယိုများမှာလည်းပြန်လည်တွေ့ဆုံကြပါလိမ့်မယ်။